ားလုံးကိုရရှင်အောင်မနဲ့နှုတ်ဆက်ပါတယ်။ဒါနာမည်ကတော့မောင်ထောင်းပါလို့ခေါ်ပါတယ်။ဒါရင်းနဲ့ခွာပေးခြင်းတဲ့ကြံပိုက်လေးကတော့တုံတန်ကြံခန်းကြီး6ခန်းငယ်30မှ38ကိုခွာပေးခြင်းပါတယ်။ရွှေစွာတမကျန်းစာအုပ်ဖတ်ခြင်းပါတယ်။မတေတော့စိတ်ပြေစေခြင်းကကိုလို့တို့ပြန်ပြစ်မလို့ရ။သွေးမီလင်ခုနစပြန်ပေးရမည်။ကိုယ်နိုင်ရှိသမျှသောဥစ္စာတို့ကိုရော်ရမည်။ဒီကျင့်ကြံထဲမှာတွေ့ရတဲ့အတိုင်းပဲဒါသမီးတွေဆာလွန်ချင်းတွေ၊ဗိုက်ဆာချင်းတွေ၊မိုတင်ချင်းတွေဂျုံတဲ့အခါမှာဖီမီမတိတဲ့ချင်းမှာကျွန်တော်တို့က စားတာတွေဟွာ စားတဲ့ဟာတွေနှိုက်စားတာတွေအဲ့ဒါကအပြစ်လို့မထင်ပေမဲ့တကယ်တော့တမချန်းစာကအဲ့ဒါအပြစ်လို့ပြောထားပါတယ်ကျွန်တော်တို့ကသူတို့ရဲ့ပစ္စည်းတွေသူတို့မတီးတဲ့ချိန်မှာကျွန်တော်တို့ကယူတယ်ဟိုကိုတယ်စားတယ်အဲ့ဒါကသူပိုင်ရှင်တီးတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒါခုနစပြန်ပေးရမယ်ခုနစပြန်ပေးရုံတင်မကရွယ်နဲ့ကိုယ်မှာရှိသမျှသောအဥ္စာတို့ကိုရော်ရမေးလို့တမချန်းစာကပြောထားပါတယ် ယောရှုမစာအခန်းကြီးခုနှစ်အခန်းငယ်27မှာဖော်ပြထားတဲ့အခန်းသက်တာကိုကြည့်မှဆိုရင် အခန်းကတတ်မှတ်သောစိတ်နဲ့ဘာဘလုံဝတ်လုံးတွေရွှေဝယ်တွေသူကယူမိတဲ့အခါမှာသူတယောက်တည်းချင်းချင်းမခါရပဲနဲ့သူရဲ့မိသားစုတွေဆိုမျိုးတွေပါအကုန်လုံးချင်းချင်းခံရတယ်လို့ပြောထားပါတယ်။တုံတန်ကြံအခန်းကြီး29အခန်းငယ်24မှာတကုတ်ကိုလက်ခံတော်သူတွေကသူတို့ရဲ့အသက်ကိုမုန်းတယ်လို့ပြောထားပါတယ်။ဒါကြောင့်မိတ်ဆွေတို့တက်တာထဲမှာ ကျွန်တော်တို့သူတို့ဘားတွေခိုးလာတဲ့ဟာကျွန်တော်ခိုးလာတဲ့ဟာတွေကိုကျွန်တော်ကမဝယ်မိဖို့ရေးကြည့်ပါတယ်အဲ့လိုဝယ်မိမှဆိုရင်ကျွန်တော်ကမခိုးဘဲနဲ့ခိုးတယ်လှုပ်ဆွဆဲခိုင်းရမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့တက်တာထဲမှာတခိုးကိုလက်ခံမိတော့လကောင်တခုကကကွယ်ပေးမိတော့လောက်ကောင်ကျွန်တော်ကအဲ့လိုမျိုးလုပ်မိတယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ရှိတယ်လို့ဒီမှာကျောင်းဆရာကပြောထားပါတယ်။သမီးရောကျန်အခန်းကြီး20အခန်းငယ်15မှာ ဖျားတရဲ့ပင်းရတော်စေပွားမှာနံပါတ်၈ချက်မှာဒရဘရဲ့ပစ္စည်းကိုမခွေရဘူးလို့အတိအလင်းပြောထားပါတယ်။ပြီးတော့ကျွန်တော်ကဒရဘရဲ့ပစ္စည်းတွေကျွန်တော်ကလိုချင်တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကဘိုက်စားတယ်မျိုးမျိုးတော့အဖေကျွန်တော်ကလိုချင်နေဆိုရင်ပန်းရှယ်ရင်ခွန်းတောင်းရမယ်အဲ့ဒီခါမှာသူကပေးချင်နေဆိုရင်ပေးမယ်မပေးချင်ဘူးဆိုရင်ကျွန်တော်ကသူတို့မတီးတဲ့ချိန်မှာယူပြီးတော့နှိုက်တာတွေကျွန်တော်ကမလို့ရဘူးမန်ကတော့တက်တာရှိဖို့ရန်တော့ရည်ကြည်ပါတယ် ဒါကြောင့်မလို့ခိုးချင်းကိုမနှစ်သက်ပဲခိုးချင်းကိုတတော်ဖရာရဲ့အလိုလိုကိုဆောင်ပြီးဖရာရဲ့ဘုန်းတော်ထင်ရှားစေတော်သူ ဖြစ်ကြပါစို့လို့ခွာပေးချင်ပါတယ်ယေရှုတင်ပါတယ်ကျမ်းနာတော်သူရောဆိုင်ပေါ်ဖြတ်ရှင်ကောင်းချီးပေးပါစေ။